ာနဲ့ဥပမာတူလို့ဆိုအိနကာဖွင့်ပြီးရှောက်လဲနာနဲ့တူတယ်စိတ်ကရှောက်လဲနာပဲလေကိုယ်ခန္ဓာကိုယ်ထဲမှာရှိမှမရှိဘူးတတိဆိုတာကိုယ်ခန္ဓာကိုယ်ထဲမှာရှိနေရမရှိဘဲနဲ့ရှောက်လဲနေသူကပဲလဲတော့ဆိုမနေ့ကအတွေ့အကြုံလေးရှောက်ရှက်ရှောက်မှာဟုတ်အတိတ်ကဟာတွေတွေးချင်းတွေးနေမယ်တော့ပြီးခဲ့တာတွေရှောက်စင်တာနေပြီးခဲ့တာတွေကဘာမှအကျိုးမရှိတော့ဘူးလေပြီးခဲ့တာတွေရှောက်တွေးနေမယ် အဲ့မှာပြီးခဲ့တဲ့ဟာကဒေါသဖြစ်တာဆိုရင်လည်းဒေါသဖြစ်ပြန်ရောလောဘဖြစ်ခဲ့တဲ့ဟာဆိုလောဘဖြစ်ပြန်ရောမမသိတာဆိုမသိပြန်ဘူးဒါအဲ့ဒါတွေကတတိလက်လွတ်နေတယ်လို့ခေါ်တယ်တတိရှိနေတယ်ဆိုတာကိုအကျိုးရှိတယ်တတိရှိဖို့ကြတော့တတိပဒံတရား၄ပါးပေါ်မှာကိုယ်ကာယပေါ်မှာဘာဖြစ်နေတယ်ဆိုတာသိနေရမယ်စိတ်ခံစားချက်ပေါ်မှာတတိရှိနေရမယ်စိတ်တက်ပေါ်မှာတတိရှိနေရမယ် ကြံတဲ့ကိုခန္ဓာနဲ့ပတ်သက်ပြီးဖြစ်ပြနေတဲ့သဘာဝတရားတွေနဲ့ပတ်သက်တတိရှိတရားပဲအဲ့ဒီလေးခုပေါ်မှာတတိရှိမှဒါတတိလို့ခေါ်တာနော်အဲ့ဒါဒီပေါ်မှာစိတ်ကမရောက်ဘူးဆိုရင်ဒါမေ့နေတယ်ခေါ်တယ်အိမ်ကဖွင့်ပြီးရှောက်လဲဘာဖြစ်လဲအိမ်ထဲမှာတခိုးတွေဝင်ဒါဖောရပစ္စည်းတွေပါသွားပျောက်သွားဖြစ်နေအဲ့တော့ဒူးဒူးခန္ဓာကိုယ်မှာလည်းဒီလိုပဲတတိကလွတ်ထားတဲ့အခါကျတော့ဘာတွေဝင်လာတော့ ာယုံ၅ပါးကာမုတ်တရားတွေဝင်လာတယ်